ိုက်ခဲတစ်ခုရှိတယ်စိုင်းဘုတ်တစ်ခုချိန်ထားသည်ကျွန်တော်စိတ်ဝင်စားစွာဖြင့်ဖမ်းမိလိုက်သည်နှလုံးအထူးပြုပြင်သည်မြည်သောသောစိုင်းဘုတ်နီထူဆန်းပြီးသောနှလုံးအထူးကိုဆရာဝန်နေဆိုရင်ဒေါက်တာဘသူဘသူဆိုသည့်အမည်ဖြင့်ဘွဲ့ရည်အပြင်နှလုံးအထူးကိုဆိုသည့်ဝိသေသလေးလောက်ထည့်ထားလိရှိကြသည်ဤစိုင်းဘုတ်ကပြုပြင်သည်ဆိုသည်ဖြင့်စိတ်ဝင်စားမိသည် ကျွန်တော်တကားကိုခေါက်လိုက်တဲ့အခါတွင် အဖိုးကိုတယောက်ကတကားလာဖွင့်ပေးသည်အဖိုးကပြုံးလျက်ဟုတ်ကဲ့ဘာများကူညီရမလဲဟုမေးသည်ကျွန်တော်ကိုအခန်းထဲဝင်ရင်ပြသည်နှလုံးပြုတ်ပြင်းနေဆိုလို့စိတ်ဝင်စားလို့ပါနှလုံးရောကကုတာမဟုတ်ဘူးလားခင်ဗျာနှလုံးကိုပြုတ်ပြင်းလို့ရသလားဆရာဟုမေးလိုက်မိသည်ဆရာဝန်ကြီးကကျွန်တော်ကိုထိုင်ကုန်တစ်လုံးအားညွန်ပြပြီးထိုင်ပါကွယ်ဟုပြောလိုက်သည် သူကကျွန်တော်အနီကိုလာထိုင်ပြီးလက်တစ်ဖက်ကိုကင်ဟာဆန်းသက်သည်ထို့နောက်ကျွန်တော်နှလုံးရှိရာကို သူ့ညာဘက်နားနှင့်ကပ်ကြည့်သည်နှလုံးခုန်တံကိုနားထောင်ဝင်ရသည် သူကပေါက်နှလုံးခုန်တံနင်းနေမြင်နေတယ်တိတ်မဆိုးရင်ပါနဲ့ကုသဖို့လွဲပါတယ်ဟုပြောလိုက်သည်ထို့နောက်ဆရာဝန်ကြီးကကျုပ်ကနှလုံးကိုပြုတ်ပြင်းတဲ့အလုပ်ပဲလုပ်တယ်နှလုံးนี่ဆိုတာလူတွေပေါ်မူတည်ပြီး အမျိုးမျိုး꿰ပြားကြတယ်လူအမျိုးမျိုးနှလုံးအထွေထွေဆိုတာကိုပြောတာဟုတ်ကဲ့ရှင်းပြပါစေဟာကြီးမောင်ရင်အမွေဆိုတာကိုသိလားဟုတ်ကဲ့အမွေစက္ကန္တကိုပြောတာမဟုတ်ဘူးလားခင်ဗျာမှန်တာပေါ့ကျုပ်တက်ထားတဲ့ပညာအမွေဟာကျုပ်အဖေစီဟာစက္ကန္တဒီလိုပဲကျုပ်အဖေတက်ထားတဲ့ပညာအမွေကလည်းကျုပ်တို့အဖိုးစီကနေစက္ကန္တလားတလောကလုံးမှာဒီလိုပါပဲ ကိုစီရှိကြတဲ့ပညာဆိုတာတားစီမြည်းဆက်မျှဝေပေးခဲ့ကြတဲ့အမွေဆိုတာမောင်ရင်လက်ခံသလားလက်ခံပါလေဆရာကြီးကျွန်တော်ကနှလုံးကြောင်းသိချင်လို့ပါ ပြောမယ်လေနှလုံးအမျိုးအစားလေးကြောင်းအရင်ပြောပြမယ်နှလုံးကိုအကြမ်းဖြင့်တရုတ်ခွဲရရင်ပွင့်လင်းတဲ့နှလုံးသားဒဏ်ရာရတဲ့နှလုံးသားလူသက်သမားနှလုံးသားကြည်သာတဲ့နှလုံးသားနှက်ဆိုင်တဲ့နှလုံးသားလောင်မြိုက်တဲ့နှလုံးသား မူးမိတ်နေတဲ့နှလုံးသားမြုပ်နေတဲ့နှလုံးသားပျက်စီးနေတဲ့နှလုံးသားတန်မာတဲ့နှလုံးသားဖျားနေတဲ့နှလုံးသားဝေဒနာခံစားနေရတဲ့နှလုံးသားရက်ရောတဲ့နှလုံးသားရှံကျနေတဲ့နှလုံးသားမာနစိတ်ဝင်နေတဲ့နှလုံးသားပျော်နေတဲ့နှလုံးသားစသည်ဖြင့်အမျိုးမျိုးရှိကြတယ်ကွယ်ကျွန်တော်ကနားရှုပ်သွားသဖြင့်ဆရာကြီးကျွန်တော်သိချင်တာတစ်ခုတည်းပါပဲဆရာကြီးပြောနေတာတွေကအများကြီး ဘလို့နားလဲရမှန်းမသိတော့ပါဘူးဆရာဝန်ကြီးကရေလိုက်ပြီးပေါင်းရင်ကတိတ်လောတာကိုကွယ်ဆရာဝန်ဆိုတာဒီလိုပဲကိုယ်စီရောက်လာတဲ့လူပမာကိုယောဂအကြောင်းကြီးရှင်းပြရတယ်မဟုတ်လားယောဂတိုင်းဟာဆရာဝန်ကြီးတသက်ကုသလို့ပျောက်ကင်းမယ်လို့မောင်းရင်ထင်နေလားတချို့ယောဂတွေကိုဖျားကုကုရတာလေးလေရှိတယ်ကွယ်ကြိုင်ကွယ်မောင်းရင်မက်ရတာရှုပ်နေဟိုမှာစာရွက်နဲ့ခဲတယ်ရှိတယ်လိုက်မှတ်ပြီးတော့ ကျွန်တော်လဲစပွဲပေါ်ရှိစာရွက်နဲ့ခင်းတံကိုယူလိုက်မိသည်ဇေယဝန်ကြီးကစပြောသည်မင်းဟာမင်းဘဝနဲ့မင်းဖြစ်တည်နေရတာသိပြီးမစင်စားနေနဲ့မင်းရဲ့ကံကြမ္မာဟာတတ်မှတ်ခံရပြီးသားကြောက်မနေနဲ့မင်းမိတ်ဆွေတွေဆိုတာမင်းတဲ့ပြော့ညံ့နေသူတွေဘာမှသူတို့စီကမျောလိမ့်မနေနဲ့မင်းရန်သူဟာမင်းတဲ့အားနေနေသူတွေသူတို့ကိုမကြောက်နဲ့မင်းနှလုံးသားကို တန့်စင်နေစေခြင်းရင်ရှောင်ရမှာသုံးချက်ပဲမမုန်းနဲ့မနာလိုမဖြစ်နဲ့ဟမ်းမဆောင်နဲ့မင်းဆောင်ရမှာကတော့သုံးချက်ပဲရိုးသားပါမှန်အောင်နေပါတတိအမြင်ရှိပါ မင်းကိုးဝေရမှာလဲသုံးခုပဲစစ်မှန်တဲ့ဖျားစစ်မှန်တဲ့တရားစစ်မှန်တဲ့တန်ခါလူတွေဟာကိုယုံကြည်ရာကိုကိုးဝေကြတာပဲကိုယ်ဝေယုံကြည်မှုဆိုတာမိမိစိတ်ကိုကြည်နူးချမ်းသာစေခြင်းတစ်မျိုးပဲ။ ယုံကြည်ရင်ကြည်လင်လာလိမ့်မယ်။ပါဇက်ကဖះဖះလက်ရောစိတ်ပါကိုယ့်ရဲ့ကာယဖြစ်နေတဲ့သူတွေကိုရှောင်ရမယ်။မင်းမလုံးတင်တော့သုံးခုကိုပြောမယ်။အတင်းမပြောနဲ့။စိတ်နောက်ကိုပါမဖြစ်စေနဲ့။ကိုယ့်အတွက်အကျိုးမဖြစ်စွန်းမဖြစ်ထွန်းစေနိုင်တဲ့သူတွေကိုမပေါင်းပါနဲ့။စိတ်ထားမကောင်းသူတွေစီကဘလို့ကောင်းတဲ့အကြံဉာဏ်တွေမှမရနိုင်ဘူး။အရေးကြီးတာစိတ်စိတ်ပြည့်ရင်လူပြည့်တယ်။လူညစ်ရင်စိတ်ညစ်တယ်။ လူပြက်လူညစ်တွေကိုရှောင်ရမယ်။ဆရာကြီးကသူ့စပွဲပေါ်မှာခုံတွင်တောထိုင်လိုက်ပြီးကျွန်တော်ကို ပြုံးလေးကြည့်ကငါဆောင်ရမာတွေရှောင်ရမာတွေပြောပြီးမင်းနှလုံးသားအတွက်စေးနီးကောင်းတွေပေးလိုက်ပါပြီ။အဲ့ဒီနီးတွေကိုမင်းလိုက်နာနိုင်မယ်ဆိုရင်တော့မင်းနှလုံးသားဟာပုံမှန်လေးပြန်ဖြစ်သွားပါလိမ့်မယ်။ကောင်းလိုက်တာဆရာကြီးခင်ဗျာကျွန်တော်စေးဖို့ဘလောက်ပေးရမလဲခင်ဗျာ။မင်းတိသွားတာဒီသူများကိုမျှဝေပေးလိုက်ပါ ဒါဟာအဖိုးမဖြတ်နိုင်တော့အောင်ပေးသွားတဲ့တန်ဖိုးတစ်ခုလို့သတ်မှတ်လိုက်မှာပါပဲ။ဆရာကြီးကိုကျွန်တော်နှုတ်ဆက်ခါထွက်လာခဲ့ပါတယ်။အိမ်အပြင်ရောက်တဲ့နေ့စိုင်းဘုတ်ကိုမော့ကြည့်လိုက်မိပါတယ်။နှလုံးအထူးပြုပြင်သည်